ကဲအားလုံးမင်္ဂလာပါเนาะဒီကနေ့စားချင်တာဟာကို စားလိုက်ရမှဂျင်းတတ်တဲ့အဖွဲကပါ ကျွန်တော်နဲ့တူတဲ့လူတွေရှိလားဗျဒီကနေ့ဘာဟင်းချက်မလဲဆိုတာကျွန်တော်နဲ့တူတူလက်ကြည့်ကြရအောင်เนาะဒါကကျွန်တော်ခရမ်းဒီကိုလှီးနေတာပါပြီးလို့ရှိရင်တော့ဒါကဝက်သားကို ကျွန်တော်ပပားလှီးထားလိုက်ပါတယ်ဝက်သားကကြိုက်နေတတ်တယ်လို့လှီးလို့ရတယ်ကျွန်တော်ကကြက်လွယ်အောင်ကျွန်တော်ပပားလေးလှီးလိုက်ပါတယ်ပြီးလို့ရှိရင်ဒါကကျွန်တော်တို့ ငယုတ်တီစီတပ်ပေါ်အတွက်ငယုတ်တီထောင်းပါမယ်နော်ကြက်သွန်နီးကြက်သွန်ဖြူငယုတ်တီစိုင်းကိုညှက်အောင်ထောင်းလိုက်ပါမယ်ထောင်းလို့ညက်ပြီဆိုရင်တော့ကျွန်တော်တို့တွက်ချက်ကြရအောင်နော်ဘိုးပူလိုက်ရင်စီထဲပါမယ်စီပူလိုက်ရင်စနားကငယုတ်တီထောင်းထားတော့ကိုစီရင်တတ်ပါမယ်နော်စနွေးမောက်အနေငယ်ထဲပါမယ်ကြက်သွန်နီးနွမ်းလာတဲ့အထိစီတတ်ပေးရပါမယ်ကျက်တော်နေနွမ်းလာပြီဆိုရင်တော့ကျွန်တော်တို့ထိထားတဲ့ဝက်သားကိုထည့်ပါမယ်ခြုံမောက်ထည့်ပါမယ် ဒါကတော့ QC ပါနော် QC လေးထည့်ပါမယ်ပြီးလို့ရှိရင်ငံပြရည်လေးထည့်လိုက်ပါမယ်နော်ရောတမတော့အောင်မွေးပေးရပါမယ်ဝတ်သားလေးအနေငယ်ကျက်လာပြီဆိုရင်တော့ဒါကအိုးလေးအနေငယ်ကတ်နေပါပြီကျွန်တော်ရည်အနေငယ်ထည့်လိုက်ပါမယ်စွန်နာကကျက်သားမောက်ထည့်ဖို့မေ့သွားတယ်နော်ကျက်သားမောက်လေးအနေငယ်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လှီထားတဲ့ခရမ်းဒီကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်ရောသမသွားအောင်ဝေပေးလိုက်ပါမယ်เนาะ ကဲဒီလောက်နေသားဆိုရင်တော့ခရန်ဒီလေးကျက်နေပါပြီเนาะကျွန်တော်တို့အရတာမြည်းစံပြပါမယ်ရတာအနေငယ်ပေါ့နေတဲ့တဲ့ကြောင့်ကျွန်တော်စားလေးသွန်းလောက်ဆက်ထည့်လိုက်ပါတယ်เนาะအရတာအစင်ပြေပြီဆိုရင်တော့နောက်ဆုံးမှာကျွန်တော်တို့ပင်ဆိုင်ထည့်ပါမယ်ဒီဟင်းကတော့ချက်ရတာလေးလွယ်ကူတယ်ချက်ရတယ်လေးမြန်ဆန်တယ်เนาะလွယ်လွယ်ကူကူလေးစားလို့ရတဲ့ခရန်ဒီဝတ်တာပင်ဆိုင်ကြော်လေးရပါပြီเนาะ ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီးရင်တော့ကြိုက်နှစ်သက်မယ်ဆိုရင် like ချက်စားကြည့်ကြပါနော်ဒီဝတ်တာခရန်ဒီပင်ဆိုင်ကတော့အရန်စားလို့ကောင်းပါတယ်ဒီပင်ဆိုင်ထည့်လိုက်တာနဲ့ထည့်ထားတာဆိုတော့အနာကအရန်မှွေးတယ်အနာတင်းတင်းလေးနဲ့စားလို့အရန်ကောင်းတယ်နော်ကဲကျွန်တော်လည်းတူတူထမင်းသွားစားကြမယ်နော် ကျွန်တော်ရဲ့ဗီဒီယိုကိုအဆောင်ထိကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာနောက်ထပ်ဗီဒီယိုအသစ်မှလည်းပြန်လည်ဆောင်သွယ်အောင်မယ်နော်ကျွန်တော်ရဲ့ YouTube မှာလည်း Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လောက်သွားပေးဖို့တောင်းဆိုချင်ပါတယ်နော်အားလုံးကိုဘိုင်ဘိုင်